ြေကွေးစရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုပါ။တင်းကြားသူတွေနှလုံးသားကိုနာနာချင်းချင်းစီးနေတယ်လို့ခံစားရပြီးတော့အသေးမောက်သူတချို့တော့မျက်ရည်စိုးခဲ့ရတယ်လို့ဆိုပါတယ်။အထယ်ကျုပ်စက်ယုံတွေ့ယုံကကျိုပုဖရီကမောက်ပြီးတော့အမျိုးသမီးအလုသမာခုနှစ်ယောက်တေဆုံးတဲ့တင်းဖြစ်ပါတယ်။ဒံယာရသူ20လောက်ထဲမှာလေအပြင်းထန်သမားတွေပါနေလို့တေစီရင်ထထိုးလာမှာကို စိုးရိမ်နေရပါတယ်။ မြေနဲ့ရာလန်ဆိုင်ခံရသူလေးတွေမိုးလိုက်လို့ရွာတာကိုခံစားနေရတဲ့ကန်ဆိုးမလေးတွေအတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့မျက်ရည်ဖြည့်ပြန်ကြသူတွေကကြလို့ပါဒီဖြစ်ရကရန်ကုန်လိုင်းသားရဆက်မှုစုံမှာဖြစ်ပွားခဲ့တာပါစက်ယုံကနိုင်ငံသားသားပိုင်စက်ယုံမှာစက်ယုံပိုင်ရှင်ကနိုင်ရေးကိစ္စဆောင်ရွက်နိုင်အောင်နဲ့ကြေကွဲဝန်းနေရတဲ့အထိမ့်မှအနေနဲ့ လစာမဖြစ်ဆက်ယုံ၃ရက်ပိတ်ပြီးမယ်လို့ကြေညာပါတယ်ဖယ်ရီမောက်တဲ့အချိန်ကမနေ့9နိုင်လောက်မှဖြစ်တာကြောင့်လုံခြုံရေးဝန်ထမ်းနဲ့နိုင်ငံခြားသောဝန်ထမ်းတွေကလွဲပြီးတော့ဆက်ယုံမှာလူမရှိတော့ပါဘူးဝန်ထမ်းချင်းတွေနဲ့တိတ်ဆိတ်ညင်သက်ချင်းတွေသာဆက်ယုံတစ်ခုလုံးကို၆ချားစွာကြီးစိုးနေပါတယ်ဒီလိုအချိန်တွေမှာပဲ ထိတ်လန့်စရာအဖြစ်အပျက်တွေဇက်တိုက်ဆူတော်တော်ပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့တစီချောက်ခန်းတယ်လို့ပြောရမယ်အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။အဖြစ်အပျက်တွေကနန်းနဲ့ရှင်းနိုင်ခွဲတိတိအချိန်မှာပေါ်လာပါတယ်။စက်ယုံတိယုံတွေကမော်တာချုပ်ဆက်လေပတ်တန်တွေတဒုံတုံထွက်ပေါ်လာပါတယ်။အားလုံးအံ့အားသင့်သွားကြပါတယ်။အစပထမတော့ဘသူမှသဘောမပေါက်ကြအောင်အလုတ်သမားတချို့စက်ယုံပိတ်တာမသိဘဲနဲ့ အလုတ်ဆင်းနေကြတာဖြစ်မဲ့လို့ယူဆမိကြတာပါ။ဒါကြောင့်အတန်ကြာရစက်ရုံဘက်ကိုအပြေးလွာသွားကြည့်ကြပါရဲ့။အဲဒီကြမှာပူပြီးတော့အန်အိုးစရာကိုတွေ့ရပါရဲ့။ဝင်ပေါက်တကားမှကြီး။ပဒင်းပေါက်တွေပါမကြံ။စက်တကားတွေအလုံးပိတ်ထားတယ်။စက်ရုံစက်ချုပ်နေတဲ့အတန်တွေကပိတ်ထားတဲ့စက်ရုံထဲမှာထွက်နေရ။အလုံးတယောက်မျက်နှာတယောက်ကြည့်မိကြပါရဲ့ပြီးတော့ တည်င်းမှန်ကြတွေကနေတဆင့်စက်ရုံထဲကိုကြည့်လိုက်ကြပါရဲ့စက်ရုံထဲမှာလည်းလူတယောက်မှမရှိဘူးမြင်နေကြမြင်တွင်တိုင်းစနစ်တကျစီတန်းနေရာချထားတဲ့စက်ချုပ်ခုံတွေရှိပါရဲ့စက်ချုပ်ခုံတွေအနီးမှာမနေ့ကချုပ်လက်ဆဖြစ်တဲ့ပိတ်ဆက်အပိုင်းတွေအပုံလိုက်ရှိနေပါရဲ့စက်ချုပ်ခုံတွေထဲကမှစက်ခုံ၅ခုကစက်ချုပ်သူမရှိဘဲနဲ့တဒုံဒုံလေပနေပါရဲ့ ပိတ်ဆက်ကလည်းလူချုပ်နေတဲ့အတိုင်းချုပ်ရအောင်ကနေညင်ညင်သာသာရွှေ့လျားနေပါရဲ့စက်ကုံရှိဘက်ကို အတန်းလိုက်ချနေပါရဲ့မနေ့စောစောကဖယ်ရီကောက်ပေါက်ပြီးတော့တေဆုံးသွားတဲ့ဆက်ချုပ်သမား9ယောက်ရဲ့ဝိညာဉ်တွေစက်ရုံတဲကိုဝင်ပြီးတော့နေ့စဉ်အလုပ်ဆင်းနေကြတိုင်းဆက်ချုပ်နေကြတယ်ဆိုတာအဲ့ဒီအချိန်ကျမှနားလည်လိုက်ကြပါရဲ့မော်တာအချုပ်စဲ့ လေပောက်တန်တွေနဲ့လူတွေတယောက်မှမမြင်ရတဲ့ဝိညာဉ်တွေကပိတ်ဆတွေကိုချုပ်နေစေ။လုံကြုံရေးဝန်ထမ်းတွေရောစက်ရုံတတိယရောလက်တွေ့မြင်နေရတယ်တဲ့။မယုံနိုင်စရာမြင်ကွင်းကိုကြည့်နေအံအားသိနေကြပါလေ။ကြောင်ငေးပြီးတော့ကြည်နေမိကြပါလေ။ဒီအချိန်မှာပဲတခြားစက်ရုံအဆောင်တွေကမော်တာချုပ်ဆက်လေပောက်တန်တွေတဒုံဒုံထွက်ပေါ်လာပြန်ပါလေ။နောက်ထပ်ကြားတဲ့စက်ရုံစီကို အားလုံးအပြေးလွှာသွားပြီးတော့ကြည်ကြပြန်ပါတယ်။အနေထက်ကပထမဆက်ယုံမှာဖြစ်ပွားတဲ့ကြိုင်းဆက်ချုပ်ကနှခုံဟာဆက်ချုပ်အလုပ်တော်မှာမရှိဘဲနဲ့လေပတ်နေပါတယ်။ပိတ်စရုံနဲ့ဆက်ချုပ်နေပါတယ်။မနေ့ကတေးဆုံးသွားတဲ့ဆက်ချုပ်အလုပ်တော်မှာခုနှစ်ယောက်ရဲ့ဝိညာဉ်တွေအလုပ်လာဆင်းနေကြပြီဆိုတာသိကြသွားပါတယ်။ဒါကြောင့်လဲဆိုတော့လူမရှိဘဲနဲ့သူ့အလိုလိုမော်တာဆက်တွေကလေပတ်ပြီးတော့ ချုပ်နေတဲ့ခုံးကလည်းစက်ရုံနေုံပေါက်ခုနှစ်ခုဖြစ်နေလို့ပါဒီလိုဘာလို့ရမှမသိပဲနဲ့ကြောင်တောင်ကြည့်နေရတဲ့အခြေအနေမှာပထမဆုံးတတိဝင်လာတာကနိုင်ငံခြားသားမန်နေဂျာပါသူကစက်ရုံတွေကိုလျှက်စစ်တအားပေးတဲ့မီးခလုတ်ကိုသွားပိတ်စေပါတယ်လုံချုံရေးဝန်ထမ်းတရားကမီးခလုတ်ကိုပိတ်လိုက်ပါတယ်ထုံထားတဲ့ဖန်ချောင်းတွေမီးငိမ့်သွားပါတယ်ဟဲ့စားတဲ့စားတဲ့ညီးတော်တန်တွေက စိတ်ုံတွေကညှိုးညှိုးညံ့ညံ့ထွက်ပေါ်လာပါတယ်။လေယာစစ်ဓာတ်အားဖြတ်လိုက်တာကြောင့်မော်တာချုပ်ဆက်တွေအလုံးရက်တင့်သွားပါတယ်။တခဏအတွင်းဆက်ချုပ်တန်းတွေငြိမ်သက်တိတ်ဆိတ်သွားပါတယ်။အဖြစ်အပျက်ကဒီမာတီရက်တင့်သွားတာမဟုတ်ဘူး။ညဘက်မှာလုံုံရိပ်ရာလေယာစစ်မီးတွေပြန်ဖွင့်ပေးရပါတယ်။ဒီလိုမီးပြန်ဖွင့်လို့မကြမိပါပဲ။စက်ရုံနေုံစီကနေမော်တာဆက်လေပတ်တန်တွေကစူးစူးညံ့ညံ့ထွက်ပေါ်လာပြန်ပါတယ်။ လျက်စင်မီဖြတ်ထားတော့လုံကြုံရဲ့အတွက်ကစိတ်မချရလျက်စင်မီဖွင့်ပြန်တော့လေမော်တာချုပ်ဆက်တွေလဲလာပြီးတော့တရေချောက်ခါတဲ့အတွက်စက်ယုံပိုင်ရှင်ရောလုံကြုံရင်းဝင်တော့နေပါစိတ်ညစ်ခဲ့ရပါတယ်အစိုးဆုံးဖြစ်ရကတော့စက်ယုံပြန်ဖွင့်တဲ့နေ့မှာပါစက်ယုံဖွင့်ရင်ဖြစ်တာကြောင့်စက်ချုပ်အလုသမများအားလုံးအလုဆင်းကြပါတယ်လျက်စစ်တအားလှုပ်ပြီးတော့အလုသမတွေစက်ချုပ်နေကြချိန်မှာ လူမရှိတဲ့စက်ခုံတွေကပါအလိုလျောက်လဲပတ်ပြီးတော့စက်ချုပ်နေကြတဲ့အဖြစ်ပါစက်ချုပ်သမားတွေကြောက်လန့်နေကြစက်ရုံအပြင်ဘက်ကိုပြေးထွက်ခဲ့ကြပါတယ်စက်ရုံတစ်ခုလုံးစူညံပွက်လို့ရိုက်သွားပါတယ်သူတို့အားလုံးစက်တွေကိုပိတ်ပြီးတော့ပြေးထွက်ခဲ့ကြပါတယ်ဝိညာဉ်ချုပ်တဲ့စက်ခုံတွေကတော့စူညံတဲ့မော်တာဆက်တံတွေနဲ့အတူပိတ်စက်တွေကိုဆက်လက်ချုပ်နေတုံးပဲဖြစ်ပါတယ်ရက်လယ်နေမှာ တည်ဆုံးသူအားလုံးတို့ရည်စူးပြီးတော့ရက်လက်စွန်ကြွေတရားနာတာအမြတမ်းပြီးဝေတာတွေပြုလုပ်ပါတယ်ဒီတိုင်းမဲ့မသိမီမှာဆက်ယုံကိုဆွဲလန်းတဲ့စိတ်ဖြစ်ပွားသွားတာကြောင့်၁၄ရက်လောက်ကြာတဲ့အထိဆက်ယုံမှာပဲတီမီနေကြပါတယ်နေရောညပါတေသူဝိညာဉ်တွေကရောက်လာပြီးတော့ဆက်ချုပ်နေတာကြောင့်အလုတ်သမားတွေမစင်းရဲမနဲ့အလုတ်ပြက်ကြရပါတယ်နောက်ထပ်တစ်ချိန်ပရိတ်တရားတွေကိုရွတ်စုံဖယ်ရှားပြီမယ်လေ မပြောက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဆရာတော်တပါးကြွလာပါတယ်။သူတို့တွေစက်ရုံဝန်းထဲကတပ်ပင်ကြီးတပင်မှာနေရာတတ်မှန်ပေးပါတယ်။ဘဝတပါးပြောင်းရွှေ့သွားပြီဖြစ်တဲ့အတွက်စက်ရုံရဲ့လုပ်ငန်းတာဝန်တွေနဲ့မသက်ဆိုင်တော့ကြောင့်အမိတ်ပြန်ပေးပါတယ်။ဒီတော့မှသရေ၆တဲ့ဖြစ်ရတွေကပျောက်ကွယ်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေပြောပြသူကအဲ့ဒီအထည်ချုပ်စက်ရုံမှာကွန်ပျူတာစီးရေးမှအလုံလုံနေတဲ့ အိမ်နီးနာချင်းမိတ်ဆွေတယောက်ရဲ့သမီးလေးပါကားမောင်းတဲ့နေ့ကသူ့လေဖယ်ရီစီးဖို့မှတ်တယ်မှာစောင့်နေခဲ့ပါတယ်လာတဲ့ဖယ်ရီကဒိုင်နာလိုက်ထွက်ဖြစ်နေလို့မစည်းခဲ့တဲ့သူကဒိုင်နာနဲ့ဆိုင်ရင်အန်ဒီရဲ့ကင်းနဲ့ဘီယန်ဖယ်ရီကိုပဲစီးနေကြပါ15မိနစ်လောက်အကွာမှာဘီယန်ရောက်လာလို့လိုက်သွားပါတယ်ရှစ်တနေရမှာလမ်းဘေးကျောက်တဲကိုထိုးကြပြီးတော့ပက်လက်လမ်းနေတဲ့သူတို့စစ်ရုံကဖယ်ရီကိုတွေ့ရပါတယ် အော်ဟေ့ငိုယူတန်တွေစူညံ့နေပါတယ်။ရုပ်ပြက်ဆင်းပြက်ပွဲချင်းပြီးသေးနေတဲ့အမျိုးသမီးလေးတွေသွေးတန်တရရဲ့နဲ့ဒဏ်ရာရကြတဲ့သူတွေအချိန်တွေကကဘာပြက်တဲ့အတိုင်းမှာပဲလို့ဆိုပါတယ်။အခုချိန်မှာတော့အတီဖြစ်ပြက်တွေကနင့်တော်တော်ကြာမြင့်ခဲ့ပါပြီ။စစ်ရုံဝန်းထဲကတပ်ပင်ကြီးမှာပဲနေရပေးထားတာမလို့နန္ဒဘဝတိုက်စေးတရေတွေရှိနေအောင်မှဖြစ်ပေမဲ့၆တာလက်နာတော့ မဖြစ်တော့ဘူးလို့ပြောပြခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဇလန်လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။အစိုးရနောသောတာဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။